လူတငယ်ချင်းရေဒီတစ်ခေါက်တငယ်ချင်းတို့ DMF အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတငယ်ချင်းကိုပြောပြခြင်းတဲ့အကြောင်းအရာကတော့ The Billionaire The Butler and The Boyfriend ဆိုတဲ့ documentary ဖြစ်ရမှန်အကြောင်းလေးပါဒီအကြောင်းက Lillian Betancourt ဆိုတဲ့ကမ္ဘာအချမ်းသာဆုံးအမျိုးသမီးကြီးတစ်ယောက်အကြောင်းပါတကယ်တော့တငယ်ချင်းကိုဒီ Lillian လို့ပြောလိုက်ရင်တငယ်ချင်းက ဘာလို့လဲပေါ့နော်စိတ်ဝင်စားခြင်းမှစိတ်ဝင်စားလိမ့်မယ်ဒါပေမဲ့ပြင်သစ်နိုင်ငံကအလားကုန် brand လဲတစ်ခုလဲဖြစ်တယ်ပြီးတော့တကဘာလုံးမှလည်းရှိတယ် Lore အလားကုန်တီထောင်သူရဲ့သမီးဆိုရင်တော့တကယ်ချင်းပို့ပြီးတော့စိတ်ဝင်စားကောင်းစိတ်ဝင်စားနိုင်ပါတယ်သူက27ရာစုမှာကမ္ဘာချမ်းသာဆုံးအမျိုးသမီးစာရင်းဝင်ဖြစ်ခဲ့တာပါ။သူနဲ့ပတ်သက်တဲ့ဒီ documentary ကိုသူကဘယ်လိုစတာလဲဆိုလို့ရှိရင် ပါရီမြို့မှာရှိတဲ့သူကပါရီမြို့တဲတော့မဟုတ်ဘောเนาะပါရီမြို့နာကသူ့ရဲ့နေအိမ်မှာရှိတဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေသူ့ရဲ့အဲသူ့အိမ်မှာအလုပ်ခိုင်းတဲ့လူတွေသူဘလောက်ချမ်းသာလဲဆိုတာကိုအသားပေးဖော်ပြပြီးတော့ဒီ documentary ကိုစထားပါတယ်ဒါအပြင်သူ့ရဲ့ချမ်းသာမှုအပြင်နောက်သူနဲ့ပတ်သက်တဲ့အမျိုးသားတယောက်အကြောင်းကိုလည်း ီ documentary အစပိုင်းမှာပဲအဆစာချင်းဖော်ပြထားပါတယ်။အဲ့ဒီအမျိုးသားကသူ့နာမည်က François Bagné ဆိုတဲ့အမျိုးသားပါ။သူတို့နှစ်ယောက်ကဒီ Lilian ဆိုတဲ့အမျိုးသမီးကြီးရဲ့ဒီ François ဆိုတဲ့အမျိုးသားရဲ့ကဘယ်အချိန်မှစတွေ့ခဲ့တာလဲဆိုရင်1989ပတ်ဝန်းကျင်လောက်ပေါ့နော်။အဲ့ဒီအချိန်မှာဒီလီလီယန်ဆိုတဲ့အမျိုးသမီးကြီးကအသက်65နှစ်ရှိနေပြီအမျိုးသားကအဲ့ဒီ အဖွန်ဆွားဆိုတဲ့အမျိုးသားက အသက်40ရှိတယ်။သူတို့နှစ်ယောက်ရဲ့အသက်ကွာခြားချက်က25နှစ်လောက်ရှိတယ်ပေါ့နော်။တကယ်တော့အဲ့ဒီဖွန်ဆွားဆိုတာကဓာတ်ပုံဆရာသူတို့ခေါ် artist ပေါ့နော်။သူကပကြီကားတွေဓာတ်ပုံတွေတခြားအမှုပညာလုပ်ငန်းတွေကိုလည်းသူလုပ်တယ်ပေါ့နော်။သူတို့နှစ်ယောက်ကြားမှာတငယ်ချင်းအတီတယောက်ကဆက်ွယ်ပေးတာကြောင့်နှစ်ယောက်သလုံးကတငယ်ချင်းဖြစ်ခဲ့တာပေါ့နော်အဲ့ဒီမှာဒီကပအချမ်းသာဆုံးအမျိုးသမီးကြီးလီလီယန်က ူအမျိုးသားကလည်းနိုင်ငံရေးအတိုင်းအဝိုင်းမှာယာရူကြီးရှိတယ်။သူ့မှာလည်းဒါတမီးတစ်ယောက်ရှိတယ်။သူ့တမီးနာမည်က Françoise Marie တဲ့။အဲ့တော့ဒီပြင်သစ်နာမည်တွေမှာပေါ့နော်ခုနအဲဒီအမျိုးသမီးလီလီယန်ရဲ့သူ့ရဲ့ဓာတ်ပုံဆရာကလည်း Françoise သူ့တမီးရဲ့နာမည်ကလည်း Françoise Marie ပေါ့နော်သူတို့က ဟိုပြင်ပြင်တစ်တီမှာသူကနာမည်ကိုယောက်ျားနဲ့မိန်းမနဲ့နာမည်တူပေမဲ့နောက်ကဟို ဖိသွားတဲ့အတန်လေးကြတော့ကွာတယ်ဥမာဖွန်ဆွားဆိုရင်ယောက်ျားဖွန်ဆွားဆိုရင်လို့ရှိရင်မိန်းမပေါ့နော်ဒါကတော့ဘူတ္တရအောင်ပြောပြတာပါဥမာဗမာဆိုလို့ရှိရင်ဗမာတွေကြားအဲ့လိုမရှိဘဲနဲ့ဥခင်သိန်းဆိုဒေါခင်သိန်းအဲ့လိုပုံစံမျိုးပေါ့နော်ဟောထားပါတော့အဲ့တော့ဒီလီလီယန်ရဲ့သမီးကသူ့နာမည်ကတော့အရှေရောမပြောတော့ပါဘူးဖွန်ဆွားမာဟီပေါ့နော်အဲ့ဒီမှာသူ့သမီးကဘယ်လိုလဲဆိုတော့ဒီလီလီယန်ရဲ့ဒီပတ်ဝန်းကျင်ရဲ့ပြောစကားကြီးကတော့သူ့သမီးကအရန်ကြီးကိုဟို ချမ်းသာတဲ့တတိသမီးပေါ့နော်ဒါပေမဲ့အရန်ယူထက်မြက်နေတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးလူရှာလူရှိသူရှိလည်း तू မတော်ဘူး तू ကအေးအေးချမ်းချမ်းနဲ့နေတတ်တဲ့သမီးပေါ့နော်အဲ့ဒီမှာလီလီယန်နဲ့သူကကနိုင်ငံရေးလောကထဲမှာလည်းနာမည်တစ်ခုရှိတယ်ယာရုအကြီးလည်းရှိတဲ့သူ့ယောက်ျားနဲ့ကအိမ်တော်ရေးကအဆင်ပြေပုံမရဘူးယောက်ျားအလုပ်အရန်လုပ်တယ်ပေါ့လေထုံးစံအတိုင်းပေါ့အဲ့ဒီတော့လီလီယန်က तू ကဘာလုပ်လဲဆိုလို့ရှိရင်သူ့မှာကအပေါ်ဆုံးကပတ်စံပဲ တော့ဒီအပေါဆုံးပတ်စံသူ့မှာရှိပေမဲ့သူ့ဘဝကမပြောဘူးဖြစ်နေယောက်ျားကလည်းအလုံများတယ်သမီးကလည်းဟိုအဲ့လိုမျိုးအရန်အမေအမေနဲ့အရန်ပလဲနံသိမ့်ပြီးနေတဲ့အမျိုးသမီးမဟုတ်ဘူးပေါ့နော်အဲ့တော့သူကဒီဓာတ်ပုံဆရာဖွန်ဆွာဆိုတဲ့အမျိုးသားကသူကဘယ်လိုလူမျိုးလဲဆိုတော့သူကဟိုစပြီးတွေးတဲ့အချိန်တည်းကသူဒီလီလီယန်ကိုဓာတ်ပုံရိုက်တဲ့အချိန်တည်းကနင်းဒီလိုတော့မနေသင့်ဘူးဟိုလိုတော့နေသင့်တယ်ဘယ်လိုပြောမလဲသူ့ကိုစိုးမိုးနိုင်တာပေါ့နော်ပြီးတော့သူကဟာတာတွေလည်းပြောတတ်တယ် ဟိုတယောက်နဲ့တယောက်ကအပေးယူမျှတယ်လို့ပဲဆိုရမှာပေါ့နော်အပေးယူမျှတယ်ဆိုတော့သူတို့နှစ်ယောက်ကအရန်ကိုရင်းနှီးသွားတာအရန်ကိုရင်းနှီးသွားပြီးတော့ဘလောက်ထိရင်းနှီးလဲဆိုလို့ရှိရင်အဲ့ဒီဖုန်းဆွားဆိုတဲ့ဓာတ်ပုံဆရာကဒီလီလီယန်ဆိုတဲ့အမျိုးသမီးကြီးကိုနင်ဒီဓာတ်ပုံလေးဝယ်လိုက်ပါလားဒီပစီကားလေးဝယ်လိုက်ပါလားအဲ့လိုမျိုးသူပြောတာမှန်တယ်များအမျိုးသမီးကဝယ်တယ်လီလီယန်ကဝယ်တယ်ပေါ့နော်တကယ်တော့အဲ့ဒီခက်ခဲတဲ့ကတချို့ ဓာတ်ပုံနေပကြီးကားရရဲ့ဈေးရယူရို9000လို့ပါလို့အဲ့ဒါဆိုလည်းအမျိုးသမီးကလုံးဝမနှမြူသူ့အတွက်ကခုနကပြောသလိုမျိုးပဲပတ်စံဆိုတာငွေရင်းနဲ့ကငွေရင်းရှိနေတယ်လို့ပဲငွေရင်းနဲ့ကနှိုက်တုံးနေတယ်လို့ပဲဆိုတော့ तू ကဒါပြီးပြီးတော့ तू ကမနှမြူပြီးတော့ तू ကဒီဓာတ်ပုံဈေးရကိုနဲ့ तू နဲ့နေရတာအရန်ကိုအဆင်ပြေပြီးတော့ပျော်တယ်ပျော်တယ်ဆိုတဲ့အတွက် तू တုံးတယ်ပေါ့နော် သူတို့နှစ်ယောက်ကအဲ့လိုအရန်ရင်းနေတယ်ပြီးလို့ရှိရင်ခရီးတွေပါတယ်သွားတယ်ခရီးအတူထွက်တဲ့အခါဆိုရင်လည်းတခဲအကောင်စားဟိုတယ်တွေမှာပဲတဲတယ်အကောင်စားအစားအသောက်တွေစားတယ်တကယ့်ကိုတထီမီလီယံနာတွေသွားတယ်လို့မျိုးသွားတာပေါ့နော်အဲ့ဒီဟာအတွက်အကုန်ကုန်ကြားစိတ်ကလည်းဒီလီလီယံကပဲပေးတယ်အဲ့တော့ဒီလိုမျိုးသူတို့နှစ်ယောက်ကအရန်ပလဲနံသိပြီးရင်းနှီးကြလို့သူတို့နှစ်ယောက်ရဲ့ကြားမှာဘလို့ဆက်ဆံရင်းလဲပေါ့နော် ဟိုဆက်ပါတဲ့ဆက်ဆံရေးလားဆိုတော့လူတွေကမေးခွန်းထုတ်เสียဖြစ်လာတဲ့ဒါပေမဲ့ဒါပေမဲ့အဲ့ဒီဓာတ်ပုံเสีย Francois က तू आ तू को तू होमोसेक्सुअल ပါလို့ကြေညာထားတာပေါ်တင်လဲကြေညာထားတယ် तू อ่ะအဲယောက်ျားလေးကိုပဲကြိုက်တယ်ပေါ့နော်ဆိုတော့သူတို့နှစ်ယောက်ျားဆက်ဆံရေးကအရင်ကြီးနေတဲ့တငယ်ချင်းတစ်လဲပိုးတယ်ဒါပေမဲ့အဲ့လိုမျိုးဟိုကပယ်ရဲ့ဆက်ဆံရေးပေါ့နော်အဲ့လိုမျိုးဒီလည်းမရဘူးလို့တော့ တချို့လူတွေကသုံးသက်တယ်ပေါ့နော်တကယ်အစစ်မှန်ပါလဲဆိုတော့ကိုယ်လည်းသိမသိဆိုတော့ဒါပါတော့အဲ့ဒီမှာခုနမျိုးသမီးရသူတပ်ပုံတွေဝယ်တယ်ပကြီကားတွေဝယ်တယ်ဒီဖွန်ဆွားကပြောသမီးအကုန်လုံးကိုဝယ်တယ်ဒါမျိုးဝယ်ပြီးတဲ့ခါကျရင်တော့ဘာလုပ်လဲဆိုတော့အဲ့ဒီလူကိုပဲပြန်ပြီးလက်ဆောင်ပေးတာအဲ့ဒီဥမာကွာပကြီကားဆို9000တန်ဝယ်လာလိုက်တယ်โอเคเออนาวနေတော့ရကြအောင်အဲ့ဒီပကြီကားကြီးကိုဖွန်ဆွားကိုလက်ဆောင်ပေးလာဆိုအဲ့လိုမျိုးတွေလက်ဆောင်တွေလက်ဆောင်တွေပေးတာဆိုတော့အဲ့ဒီလက်ဆောင်ပေးတာတွေက နင်းနေနော်မဟုတ်ဘူးမီလီယံနဲ့မီလီယံရာနဲ့ခြေဦးရှိတာအဲ့ဒီတော့ခုနကတငယ်ချင်းကိုအစာပိုင်းမှာပြောထားတယ်ဒီလီလီယံဆိုတဲ့အမျိုးသမီးကြီးရဲ့အိမ်မှာလဲသူကအခိုင်းစီတွေအများရှိတယ်အိမ်တော်တင်းရှိတယ်ခြံလုံးသမားရှိတယ်အိမ်စီရှိအဲ့လိုမျိုးပေါ့သူအများကြီးရထားတာအဲ့ဒီအိမ် ီးတော့အဲ့ဒီခက်ကသူတို့ကဒီအင်သားတွေကိုပတ်စံလာစားပေးရမယ်ဆိုရင်သူတို့ကငွေနဲ့ပဲရှင်းတာကွာအခုခေတ်လို့ကတ်တေဘန်နေပါတိတ်မသုံးသေးဘူးတိတ်မသုံးတော့အဲ့ဒီမှာ accountant တယောက်လည်းရှိရယ် accountant ကလည်းဒီအမျိုးသမီးကြီးပတ်စံသုံးတာကိုကြည့်ပြီးတော့သူကနည်းနည်းတော့ပေါ့နော်ဒါကတော့သူကအလုံသမားဖြစ်လို့ပြောခွင့်မရပါဘူးပတ်စံသုံးတာတွေကအရန်ကိုအရန်များတယ်အထူးသဖြင့်အဲ့ဒီဓာတ်ပုံဆရာနဲ့ပတ်သက်ပြီးတော့ပတ်စံသုံးတာတွေအရန်များကျွန်တော်တတိထားမိရယ်ကွာ တော့နောက်တစ်ခုကအဲ့ဒီလီလီယန်ဆိုမရှိမှာနောက်ထပ်အိန်အိန်တော်ထိမ့်မယ်ပြောပါတော့သူလည်းရှိတယ်ဆိုတော့အဲ့ဒီသူ့မှာရှိတဲ့ဝန်ထမ်းတွေထဲမှာဒီဓာတ်ပုံဆရာနဲ့တဲတဲ့လူလည်းရှိတယ်မတဲတဲ့လူလည်းရှိတယ်ဆိုတော့အဲ့ဒီမမတဲတော့မတဲလာတော့မဟုတ်ဒါပေမဲ့အဲ့အိန်တော်ထိမ့်ပေါ့နော်အဲ့အကြီးအကဲကသူကဘာကိုကြောက်လဲဆိုတော့အဖွားကြီးကအသက်65နှစ်ကျော်ပြီ65ကျော်ပေါ့နော် ဒီအဖွားကြီးကအယမ်းချမ်းသာတယ်ပြီးတော့သူကအယမ်းကိုရဲ့ရောတယ်လူတွေကအထူးသဖြင့်သူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကအဖွားကြီးရဲ့ဒီအသက်ကြီးတာရဲ့ရဲ့ရောတာရဲ့အခွင့်ကောင်းယူပြီးတော့အဖွားကြီးကိုဒီလီလီယန်ကို abuse လုပ်တယ်လို့သူကထင်ပြီးတော့ဟိုသူခံစားရတာပေါ့နော်အဖွားကြီးရှီကဟိုနှိုက်ယူနေတယ်ဆိုခံစားပြီးတော့သူကဘာလုပ်လဲဆိုတော့အဲ့ဒီလီလီယန်ရဲ့ အဲသူ့ရဲ့ရှင့်နေအဲသူ့ရဲ့ဟိုဘာလဲပိုင်ဆိုင်မှုတွေကိုထိမ့်သိမ်း manage လုပ်ကြတဲ့ရှင့်နေရဲ့စကားပြောတဲ့အချိန်တွေအကုန်လုံးကို तू ကအတန်သွင်းထားတာအတန်ခိုးဖန်းထားတာအဓိကသူအတန်ခိုးဖန်းတဲ့ရည်ရွယ်ချက်ကတစ်ချိန်ကျရင်အဖွားကြီးကို ဒီလူတွေက abuse လုပ်နေရဆိုတော့တက်သေးပြချင်လို့သူကတခြားဘာကြီးရွယ်ချင်မှမရှိပြီးတော့အဖွားကြီးကလည်းသူအလုံရှင်ဖြစ်တဲ့အတွက်ဒီအဖွားကြီးပုံမှာအကုန်လုံးကဘယ်လိုပြောရမလဲကုံသွေးဆုံနေတယ်လို့မျိုးအဖွားကြီးပုံမှာဟိုအဲ့လိုလုပ်နေတာသူမကြည့်ချင်ဘူးပုံမကြည့်ချင်တဲ့အတွက်သူကအဲ့ဒီအိမ်တော်သူသူ့ရဲ့အဖွားကြီးရဲ့ပိုင်ဆိုင်မှုတွေကိုထိမ့်သိမ်းနေလူနဲ့အဖွားကြီးနဲ့စကားပြောတဲ့အခါတွေကိုသူကအကုန်လုံးကိုဟိုမသိမသာအတန်ဖန်ထားတာဆိုတော့ သူကအဲ့အဖွားကြီးနဲ့အဲ့ဒီသူ့ရဲ့ပစ္စည်းဒီကရှေ့နေပေါ့နော်အဲ့အိမ်ဟိုသူ့ရဲ့ငွေတွေကို manage လုပ်တဲ့ရှေ့နေနဲ့အတန်ငွေရောက်ပြောတာကိုပဲအတန်ဖမ်းလို့ရတယ်ဘာလို့လဲဆိုတော့ခုနကဓာတ်ပုံဆရာဖွန်ဆွာနဲ့အဖွားကြီးနဲ့လီလီယန်နဲ့စကားပြောတာတွေပါတယ်ကြာအဖွားကြီးရဲ့ကိုယ်ပိုင်ခန်းနဲ့ဖြစ်သွားတော့သူတို့ဝင်ဝင်မရဝင်ဝင်မရသူအတန်ဖမ်းလို့မရဘူးပေါ့နော်ဆိုတော့ဆိုတော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့လီလီယန်ယောက်ျားတေရောတေလဲတေရောအဲ့ဒီဓာတ်ပုံဆရာကဖွန်ဆွာက သူ့ယောက်ျားလည်းတည်တယ်သူ့ကိုသူ့ကိုတားအဖြစ်မွေးစားပါလားဆိုပြီးတော့အဖွားကြီးကိုတောင်းဆိုတိုင်းအဲ့ဒီချိန်မှာအဖွားကြီးက68လောက်ရှိနေပြီအဖွားကြီးကိုတောင်းဆိုတော့အဲ့ဒီမှာမှအဖွားကြီးရဲ့သမီးကဖွန်ဆွားစ်မာဟီကသူကဝင်ပါလာပြီးတော့သူကဘာလုပ်လဲဆိုတော့အဲ့အဲ့ဒါအဲ့ဒီအချိန်မှာ2000ဖြစ်နေပြီ2000ဖြစ်နေတော့အဲ့ဒီဓာတ်ပုံဆရာကိုစပြီးတော့အဖွားကြီးရဲ့သမီးရဲ့တရားစွဲဘယ်လိုတရားစွဲလဲဆိုတော့ သူ့အမေရဲ့အားနည်းချက်အသက်ကြီးတာကိုခွင့်ကောင်းယူပြီးတော့ဒီတပ်ပုံစရာကအမေကို abuse လုပ်ပါတယ်ပေါ့နော် abuse ဆိုတာဟိုလိုမျိုး sexually ပါညာကိုပြောတာမဟုတ်ဘူးကွာဒီအသက်ကြီးတဲ့လူတွေပေါ်မှာအခွင့်ကောင်းယူပြီးတော့ဟိုမလုတ်တင်မလုတ်ထိုက်တာတွေလုတ်တယ်ပေါ့နော်အဲ့လိုအဓိကတော့ပတ်စံနဲ့ပတ်သက်ပြီးတော့ဆိုအဲ့လိုမျိုးလုတ်တယ်ဆိုပြီးတော့သူကအဲ့အဖွားကြီးလီလီယန်ရဲ့သမီးကတပ်ပုံစရာကိုတရားစွဲတာအဲ့ဒီအချိန်မှာ2009နဲ့2010ဒီအဲ့မှာဒီအိန္ဒိုထိုင်းရ ခိုးနားထောင်ခဲ့တယ်ခုနကအတန်ဖိုင်းနေအကုန်လုံးကပေါက်ကြားပြီးတော့လူသိရှင်ကြတွေဖြစ်ကုန်ပြီးတော့ပြက်တနာပါလဲဆိုတော့အဲ့ဒီအတန်ဖိုင်းနေအကုန်လုံးကအဖွားကြီးနဲ့ဒီဓာတ်ပုံဆရာနဲ့အကြောင်းအဲ့လိုမျိုးမမဟုတ်ပဲနဲ့သူကဘာတွေအကုန်ပါလာလဲဆိုတော့အဲ့ဒီမှာအဖွားကြီးကအခွန်နေရှောင်ထားတာသူကအရန်ချမ်းသာဆုံးတော့ပြင်သစ်မှာချမ်းသာဆုံးအမျိုးသမီးကပအချမ်းသာဆုံးနဲ့မှလည်းပါတယ်သူက အဲ့ဒီမှာအခွန်လေးရှောင်ထားတာတွေပါလာအခွန်ရှောင်ပြီးတော့အဖွားကြီးကဆွစ်ဇာလန်မှာဘဏ်အကောင့်တွေဖွင့်ထားတယ်ပြီးလို့ရှိရင်အိန္ဒိယသမုတ်တရားတွေကကျွန်းတကျွန်းကိုဝယ်ထားတယ်ဆိုတော့ဟိုပြီးတော့နိုင်ငံရေးသမားတွေနဲ့ပတ်သက်တာတွေလည်းပါလာနိုင်ငံရေးသမားတွေတဲ့တမမှာအဲ့ခက်ကဟိုနိုင်ငံရေးကောင်းဆောင်ဖြစ်တဲ့နီကိုလာရှာကိုစီပေါ့နော်တမတာဖြစ်တဲ့အဲ့တမတာရဲ့ရွေးကောက်ပွဲမှာရန်ပုံငွေတွေကိုလည်းမတရားဟိုနောက်ကထောက်ပံ့ပေးရကွာတရားမဝင်အဲ့လိုကိစ္စပြဿနာတွေအများကြီးဖြစ်လာဖြစ်လာတော့ အဲ့ဒီခုနကသူအိမ်ဟိုသူရဲ့ငွေတွေကိုထိမ့်သိမ့်နဲ့ရှေ့နေနဲ့ဘွားကြီးနဲ့ပြောတဲ့အထက်မှာတယ်သူကဘလို့တွေပါလဲဆိုတော့ဟဲငါတို့ဘွားကြီးရမေးတာပေါ့နော်ငါတို့ဆွစ်ဇာလန်မှာအကောင့်ရှိတာအာအဆင်ပြေပါမလားအဆင်ပြေပါမလားဆိုတော့သူကအခွန်ရှောင်းတာလေတကယ်တော့ပြင်သစ်တွေအနေနဲ့ကဟို ီအခွန်ရှောင်လို့မရဘူးဆွေဇလန်အကောင့်တွေပါတယ်ဆိုသူတို့ထားလို့မရဘူးအထူးသဖြင့်သူတို့လိုတထဲတွေကွာဟိုမသိရင်တော့ရတယ်အခုကတိပြီးတော့ဒီမီဒီယာတွေအကောင်လုံးပေါက်ကြားတော့အဲ့ဒီမှာပြဿနာတွေအများကြီးဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီနောက်ဟိုပါပေါ့နောက်ဆုံးအချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင် ဒီအဖွားကြီးကအဲ့အချိန်မှာအဖွားကြီးမှာခုနသူသမီးဖွန်ဆွာမှာရှိတယ်သူတန်းသူမီးနေရောက်ရှိရပေါ့နော်နောက်ဆုံးတော့အဲ့ဒီအဖွားကြီးရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုသူသမီးကပဲ control လုပ်မယ်ဆိုပြီးတော့ agreement ယူလိုက်တယ်ကွာမင်းနဲ့သမီးကြမှာအမှန်တကယ်ပြောရရင်တော့အဲ့လို agreement ယူလိုက်တာကိုလေလူတွေကဘလို့မြင်လဲဆိုတော့အသက်ကြီးနေတဲ့ကိုအမေအဖွားကြီးကိုသမီးလို့သူကနိုင်စားရတယ်ဆိုပြီးတော့သူတို့ပြင်းစစ်တွေကြမှာမြင်တာလည်းရှိတယ်သမီးကိုအကောင်းမမြင်ဘူးပေါ့ကွာ ဒါပေမဲ့အဲ့ဒီအဲ့ဒီဘွားရဲ့အဲ့ဒီအချိန်မှာအသက်ကတော်တော်ကြီးနေပြီဆိုတော့ခုနအတူချို့ပြောရမယ်ဆိုလို့ရှိရင်ခုနဓာတ်ပုံဆရာကိုသူတမီးကတရားစွဲတဲ့အခါကျတော့ဓာတ်ပုံဆရာနောက်ဆုံးမှာထောင်နဲ့နှစ်နှစ်ခွဲနဲ့ယူရို158တန်းဒီဒီအဖွားကြီးပေါ့နော်အဖွားကြီးကိုပြန်ပေးရမယ်ဆိုပြီးတော့တရားရုံးကချမှတ်တယ်ပေါ့နော်ဒါမဲ့နောက်တော့လည်းအဲ့ဒီထောင်နဲ့ကိုတော့ short ပေးလိုက်တယ်ဒါပေမဲ့ဒီတပ်ပုံစီကအပြစ်မရှိဘူးလားဆိုတော့မဟုတ်ဘူးသူအပြစ်ကတော့ရှိတယ်ဒါမှအတောင်နာနဲ့နည်းနည်း short လိုက်တယ်ပေါ့နော် အဲ့ဒီမှာအဖွားကြီးက2019 2019နှစ်မှာသူဆုံးသွားတယ်ဆုံးသွားအဲ့ချိန်မှာအဖွားရ64နှစ်ရှိပြီအဲ့တော့ခုနကအဖွားကြီးနဲ့သူသမီးနဲ့ agreement ယူပြီးတော့သူသမီးကသူ့ရဲ့ပိုင်ဆိုင်မှုတွေ control လုပ်တဲ့အချိန်ရောက်ဆပြီးတော့အဲ့အမှုတွေအကုန်လုံးကိုလည်းတဖြည်းဖြည်းနဲ့အကုန်လုံးရုပ်ရုပ်လိုက်တာပေါ့နော်ရုပ်သိမ်းလိုက်တာဆိုတော့အဲ့အဖွားကြီးတည်တဲ့2019မှာအဖွားကြီးကဒေါ်လာဘီလီယံပေါင်း44တန်းနဲ့ကမ္ဘာအချမ်းသာဆုံး အမျိုးသမီးကဘာအချမ်းသာဆုံးအဆင့်၁၄ရှိခဲ့တာပေါ့နော်အဲ့တော့အခုလက်ရှိအချိန်မှာအဲ့ဒီ Lorry Lorry ကိုအဓိကအုပ်ချုပ်နေတဲ့အပိုင်းထဲမှာပါတာမှအဲ့ Quiet the Fonsoas မရဲ့တူတာနှစ်ယောက်ပဲပါတယ်ပေါ့နော်သူတို့ဟိုဒီတရင်းစာတွေဘာတွေမှာပြောစကားအရာပေါ့နော်သူတို့တွေကအရင်ကြီးဘယ်လိုပြောမလဲလူရှိသူရှိအဲ့လိုမထွက်ဖက်နဲ့ low profile နဲ့နေပြီးတော့ပါနေတဲ့သဘောမျိုးပေါ့နော်ဆိုတော့ ဒီဒီဒီဖြစ်စဉ်တစ်ခုလုံးကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်ရင်ဒီကွာ abuse ဆိုတာဒီချမ်းသာတဲ့အတိုင်းဝိုင်းမှာတော့ရှိရဲဆိုတာပဲဆိုတော့ခုနပြောတဲ့ဒီအမျိုးသမီးကြီးလီလီယန်ကအသက်ကလည်းကြီးပြီးပြီးပုံမှန်တော့သူကအရန်ရရောတဲ့အထက်မှာပါတယ်သူဝန်ထမ်းလေးကိုအဲ့ဒါကိုလူတွေကသူ့ရှေ့ကခြူစားတာကတ်စားတာပေါ့နော်ဘမလို့ဆိုလို့ရှင်ဥပမာဆိုလို့ရှိရင်အဲ့လီလီယန်ကတခြားရှင်နေပေါ့နော် ခုနရံမုံငွေကို manage လုပ်တဲ့ရှင်နေပေါ့တခြားရှင်နေတွေဆိုလို့ရှိရင်လေဟို တနာရီကိုရှင်းနေကယူရို6000လို့ပါတော့အဲ့ခက်ကအဲ့ဈေးကြီးကဘယ်မှမှ မရှိခဲ့ဘူးဆိုတော့သူတို့တောင်းတင်တဲ့လူတွေတောင်းတာကွာအဖွားကြီးအတွက်ကလည်းပတ်စံဆိုတာငွေရင်းနဲ့ကနှိုက်သုံးသွားတယ်လို့မျိုးအရန်လွယ်လို့သူကလည်းပေးတယ်ဆိုတော့ခုနကအဖွားကြီးရဲ့ရံပုံငွေတွေကို manage လုပ်တယ်ဆိုတော့ခုနအတန်ဖန်းတဲ့အထက်မှာပါတဲ့ရှင်းနေဆိုတာလည်းသူကလည်းအဲ့အဲ့ရှင်းနေမှာလည်းသူကဥမာကွာဟိုစိန်ခံတင်မောလေး ျော်စီးတမောလေးလိုချင်လို့ရှိရင်ဘွားကြီးမှဟိုစကားစာပြီးတောက်ကြည့်တာတို့ပါတို့အဲ့လိုမျိုး recording ရေးတယ်မှာပါတယ်ဆိုတော့ဟိုလူချမ်းသာသည်ဖြစ်စေစင်ရည်သည်ဖြစ်စေဟိုကိုကို abuse လာလုံးမဲ့သူတွေတနည်းနည်းပေါ့နော်အခုခါကျတော့သူ့ကိုကျတော့ပတ်စံကိစ္စနဲ့ပေါ့နော်ဆိုတော့အများကြီးရှိရဲဆိုတော့သဘောတရားကိုဒီမှာတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကျတော့နိုင်ငံရေးနဲ့အခွန်ရှောင်တာပေါ့နော်ခုနပြောခဲ့သလိုအပေါ်မှာပြောခဲ့သလိုဒီဖွားကြီးကအရန်ချမ်းသာတယ်အရန်ချမ်းသာတယ် သူ့မှာအမ်ဆွစ်ဇာလန်မှာအကောင့်ရှိတယ်ဘဏ်အကောင့်ရှိတယ်ဆွစ်ဇာလန်ဘဏ်အကောင့်ဆိုတဲ့ကသူကအခွန်ရှောင်မယ်ဆိုတော့လူတိုင်းကသိနေပြီကွာဆိုတော့အဲ့ဘဏ်အကောင့်တွေဘာတွေကအဲ့လိုအခွန်ရှောင်တဲ့အကောင့်တွေကမသိရင်တော့တော်တယ်သိလို့ရှိရင်ဒီဥပဒေအရလို့ဘာလို့ကပြင်သစ်မှာအရန်ဟိုပါဖြစ်တော့အရန်တင်းကြတော့သူထားခွင့်မရှိဘူးလေနောက်ပိုင်းညာအဲ့ဒီဘဏ်အကောင့်လည်းသူရုပ်သိမ်းလိုက်ရတယ်ပေါ့နော်ဟိုပတ်စံတွေဘာလို့လုတ်လဲဘာညာတော့ဒီထဲထဲမှာမပါဘူးနောက်ကြောင့်တော့ခုကြတော့ဘာလဲဆိုတော့ မီဒီယာနဲ့ privacy ပေါ့နော်ဟိုဥမာဒီအတန်ခိုးဖန်းထားတဲ့ file တွေက3နှစ်6နှစ်တွင်းမှာဆိုတော့မနေဘူးအဲ့ဒါတွေအကုန်လုံးကမီဒီယာတွေစီပြန့်ပြီးတော့တလောကလုံးကအကုန်သိသွားတာကွာဆိုတော့ဟိုပြင်သစ်မှာအဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဟိုလူတွေမှာ privacy မရှိရတော့ဘူးလားဆိုတော့မေးခွန်းမျိုးပေါ့နော်ဥပဒေအကြောင်းအရာလဲစိတ်ဝင်စားစရာ debate တွေပါတယ်အဲ့မှာလုတ်ခဲ့တယ်ဆိုတော့ဖတ်ရတယ်ဆိုတော့အမ် နောက်ဆုံးတစ်ခုကျတော့ကိုကဘာထင်လဲဆိုတော့ကိုကဥမာလီလီယန်နဲ့သူ့သမီးဖွန်ဆွာဇ်ပြမာရင်းနဲ့ဆက်ဆံရေးပေါ့နော်ဆိုတော့ဒီအမေကအသက်65နှစ်ကျော်ပြီအရန်လဲချမ်းသာတယ်သမီးနဲ့လည်းအတူတူမနေဘူးတယောက်တည်းအိမ်မှာအခိုင်အဆိုင်နေတယ်ဒါကိုသမီးလို့သူကဟိုဒီအမေအပေါ်မှာ control ရအောင်ယူတယ်သူ့ရဲ့သူ့ရဲ့ရီမန်ချက်ကပါလဲဆိုတော့အမေနာလူတွေကသူ့အမေဝိုင်းပြီးတော့ဟိုခြူစားနေတယ်ဆိုတော့ပုံစံမျိုးနဲ့ရအောင်ယူတာကို သူတို့နိုင်ငံကလူတွေကတိတ်လက်မခံခြင်းကြောင့်ဘာလို့လဲဆိုတော့ဟိုတမိတယောက်အနေနဲ့အမေပေါ်မလုံးတင်တာတော့ဘာလို့မြင်ကြရခွာဒါမဲ့ငါတို့တွေမြန်မာလူအမြင်မျိုးနဲ့ဆိုလို့ရှိရင်တော့အမေကအသက်ကြီးလို့တမိလို့သူကပိုင်ဆိုင်မှုတွေထိမ့်သိမ့်ပြီးတော့ဟိုမဖြစ်သေးတာမဖြစ်အောင်လုပ်တယ်ဆိုပြီးကိုတွေကအဲ့လိုမျိုးမြင်မှာမဟုတ်ဘူးလေဒီလားဆိုတော့ဟိုပြီးတော့အသက်ကြီးတဲ့မိဘကိုတမိလို့သူကဆောက်ရှောက်တာပုံမှန်လို့ပဲမြင်မှာဆိုတော့ဟို ဒါကိုရီနဲ့ရင်ကျေးမှုအရာအရန်กว่าချတာပေါ့เนาะအဲ့ဒါတော့1989 90နောက်2010အဲ့ဒီပတ်ဝန်းကျင်ဒီလောက်ကဖြစ်တာပေါ့เนาะ so ကဲဒီတပတ်တော့ပြောချင်တာကတော့ဒီလောက်ပါပဲဒီအမျိုးသမီးရဲ့အကြောင်းကိုစိတ်ဝင်စားခြင်းနဲ့စိတ်ဝင်စားရဆိုလို့ရှိရင် Netflix မှာရှိပါတယ် The Billionaire The Butler and The Boyfriend ဆိုပြီးတော့ပေါ့เนาะ ဆိုတော့အမ်ဒီတပတ်တော့ဒီလောက်နဲ့ပဲရလိုက်ပါမယ်သူငယ်ချင်းရေနောက်ပတ်ဒီမှာပြန်တွေ့မယ်เนาะနားထောင်ပေးတဲ့အတွက်ထုံးစံတန်ကျေးဇူးများအတင်ပါတယ်တတ်တာ